အော်ဒိုဘာလာ26ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက် numerology ကဏ္ဍပေရင်ဟောကိန်းကတော့အခက်အခဲတွေအားလုံးကနေလွတ်မြောက်သွားမယ့်နေ့ဖြစ်ပါတယ်။ဒါပေမဲ့ရန်တိုက်ခံတွေများတတ်တယ်။ကိုယ်ချင်းချင်းတယောက်တယောက်ပြိပခတ်ဖြစ်တာသဘောထားကွဲလွဲတာမျိုးတွေကဒီလိုကိန်းကဏ္ဍတွေနဲ့သက်ဆိုင်တယ်။စတုရှင်ရလုပ်ငန်းတွေတယောက်ယောက်နဲ့တွဲဆက်လုပ်ရတဲ့လုပ်ငန်းတွေသဘောထားကွဲလွဲတတ်တဲ့အဆင်ပြေဖြစ်တတ်တယ်။ထို့သူဆရာသမားနဲ့ တပိမိဘနဲ့တာမီသဘောထားကွက်လွဲတာမျိုးလဲဒီလိုနေ့မျိုးမှာကြုံတွေ့တတ်ပါတယ်။ဒါကြောင့်ဒီလိုနေ့မှာကံလွန်ကောင်းမှုတွေကောင်းခြင်းမောင်းဆွန်မြတ်စွာဘုရားရှင်ကိုကတ်လူလိုက်ကြပါခင်ဗျာ။သင်္ဏလျှောက်လွာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအင်တာဟုဖြစ်ဆိုရတဲ့ကိစ္စတွေအလုံးအောင်မြင်ဖို့လို့တော့ကတော့ရည်သက်တော်ဝါတွေကိုဘယ်လက်နဲ့အစာကျွေးပြီးဆူတောင်းလိုက်ကြပါခင်ဗျာ။ ထို့သူဒီလိုနေ့မှာမိရှုတန်စဉ်ဖွားမြင်ကြတဲ့ရင်သွေးယတနာ၏အတွက်ကတော့မာဘုတ်ဗေဒင်နိယတနည်းဝင်နေဘွားဘင်္ဂဘွားဇာတာရှင်တွေဖြစ်ကြပါတယ်။ငယ်စဉ်မှာခြူကြပြီးတော့ကြီးတဲ့အခါမှာအောင်မြင်ချမ်းသာပါလိမ့်မယ်ခမညာ။ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအလုံးတို့အတွက်မွေးနေ့မင်္ဂလာကုသိုလ်ရည်ရာဖြစ်ကြတော့ဤဆိုင်တဲ့ဖုန်းတော်ကြီးအကြောင်းကိုကြာသင်ဟင်းကားချက်ပြီးပူဇင်အားဖြင့်ကောင်းကျိုးချမ်းသာအထူးရပါလိမ့်မယ်။ကျိုးပြည့်တဲ့စွန်းမိုးတဲ့ခဏန်းတွေကတော့တက်ကဏ္ဍ၉ခဏန်းဖြစ်ပြီးတော့ငွေကန်ကောင်းမှုအတွက်ဆိုရင်တော့ တင်းနဲ့ဇေတော်မြတ်ကြီးရဲ့တင်းနာတောင်အရက်မှာနှင်းစီပန်းအနီအောင်ဆယ်ပွင့်လှူဒါန်းလိုက်ပါခင်ဗျာဈေးခေါ်လက်ခေါ်ရေရာဖြစ်ကတော့မိမိရဲ့ဆိုင်ရှိမျက်နှာသာကိုကလပဲစီလေးအနှဲငယ်ကျဲပြီးဈေးအောင်ကောင်းပါစေဆူတောင်းလိုက်ပါခင်ဗျာတို့တူအယောင်ထိုင်းတဲ့ကုန်ပစ္စည်းတွေအယောင်သွတ်ဖို့တော့ကတော့ဖန်ခွက်ကလေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်အောင်အယောင်သွတ်သွားပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကို ငပြောတိမဲ့ပေါ်မှာရေးပြီးဆွမ်းကံဖုံးကြီးကိုလှူရမ်းလိုက်ပါခင်ဗျာကျမကြီးညံ့နေတဲ့သူတွေရှိရဆွမ်းတော့ကျမကြီးညံ့သူတွေဓာတ်စာဖြစ်နေဒီလိုနေမျိုးမှာကိုကာကိုလာအချိုရဲ့အနေငယ်တောက်ပြီးကျမဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအချိရဲ့မြစ်တိုင်းအိမ်တော်ရဲ့အစဉ်ပြေဖို့အတွက်ကတော့ညတိုင်းညတိုင်းအချိုရဲ့တမျိုးလှူရမ်းပြီးလူတော်ကိစ္စများဆူတောင်းလိုက်ကြပါခင်ဗျာ